ခொနရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ပုရုဘူသာသမီများအတွက်ဒီနေ့တာဟောစရံဖြစ်ပါတယ်ပုရုဘူသာသမီများအတွက်ဒီနေ့မှာ အလုံးနဲ့ပတ်သက်ပြီးသွားရင်မိမိကတာဝန်ယူရတာခေါင်းခံဖြည့်ရှင်းပေးရတာမျိုးတွေအလုပ်ကိစ္စနဲ့ပတ်သက်ပြီးသွားရင်ပေါ်လာတတ်တယ်မိတ်ဆွေရင်တငယ်ချင်းအရင်းချာနေတယ်လေဒီနေ့မှမဖြစ်စလောက်ပြဿနာတိတိလေးရစပြီးတုံနဲ့တူကအစင်မပြေဖြစ်တတ်တယ်အထက်လူကြီးအကြီးကဲတူတယောက်ကလည်းမိမိကိုယာဒူးအတွက်လုပ်ငန်းအတွက်တိတိရောက်ရောက်အကူအညီကောင်းနေ အထောက်ပံ့ကောင်းတွေရရှိတတ်တယ်အလားအပါရွှေရတနာပစ္စည်းတွေလည်းမရွေပဲနဲ့မထီမဖင်းနဲ့ဒီနေ့မှဝင်လာတတ်တယ်ကျမ်းမာရေးအနေနဲ့ဘိုက်နာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့လည်းဒီနေ့မှမင်္ဂလာတည်င်းတည်င်းကောင်းတွေကြားရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့ 3နဲ့6ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအစိမ်းအောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအရှိဖီးရမှာလိမ္မော်ရေကလုပေးရမှာဖြစ်ပါလိမ့်ရှင်